Morris Reading Hub ကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ဆရာကြီးနန္ဒသိန်းစံရေးသားထားတဲ့ဘဝအတိတ်ပဲနဲ့ဘဝသစ္စာစာအုပ်ထဲကအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အပိုင်းနဲ့ဗုဒ္ဓတသနာ၌ဘဝအတိတ်ပဲကို ရှာဖွေခြင်း အခန်း6အဖန်တလေးလေးပွားများခြင်းဖြင့်စိတ်ဆွမ်းရည်ကို ဖော်ထုတ်ခြင်းဒုတိယပိုင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဖန်တလေးလေးပွားများခြင်းဤအကျိုးတက်ရောက်မှုကိုပေါ်လွင်အောင်နောက်တိုင်း လက်တွေ့အသုံးချစိတ်ပညာ applied psychology မှာ အယူဆအချို့ကိုအင်းနီယာ၌ဖော်ပြရန်လိုပေလိမ့်မည်စိတ်စီစဉ်မှုပညာ psycho analysis အလို့ရာလူစိတ်၌အလွားနှလွားသဘောရှိသည်ဟုယူဆသည်အပေါ်အလွားကိုသိစိတ် consciousness ဝါအပြင်စိတ်ဟုခေါ်၍အတွင်းလွားကိုမသိစိတ် unconsciousness ဝါအတွင်းစိတ်ဟုခေါ်သည်တိစိတ်ဝါအပြင်စိတ်သည် အမှားမှန်ခွဲခြားသိမြင်တတ်တော်လဲခွန်ခွန်အားတတ္တိမရှိ အတွင်စိတ်မတိစိတ်မှမူအပြင်စိတ်ကဲ့သို့အမှားမှန်ခွဲခြားသိနိုင်ခြင်းမရှိတော်လဲလူကိုထိမ့်ချုပ်စေစားနိုင်သောခွန်အားတတ္တိရှိသည်ဟုယူဆသည်စိတ်စည်းစိမ်မှုပညာကို ထင်ပေါ်အောင်ပြုစုမွမ်းမံခဲ့သူဖရိုက်ကလူစိတ်ကိုကမ္ဘာမြောက်ဖျားပင်လယ်တွင်းရှိ ရေကဲထောင်ကြီးနှင့်ပမာဏ၌၍ခွန်အားတတ္တိနေသောတိစိတ်သည်ရေပေါ်ရှိရေကဲထောင်၏အစိတ်ပိုင်းနှင့်တူကြောင် ခွန်အားတတိများရှိသော မတိစိတ်မှမူရေအောက်ရှိ ရေခဲတောင်၏အခြေခံအပိုင်းနှင့်တူကြောင်းဖော်ပြခဲ့၏လက်တွေ့အသုံးချစိတ်ပညာရှင်များအလို့အရအကယ်၍ထိုမတိစိတ်တွင်မှခွန်အားတတိများကိုအပြင်းလွာတိစိတ်သို့ဆက်သွယ်ထုတ်ပေါ်ပေးနိုင်လျင်လူတဝုသည်မပြောပေါက်လာသောဘဝမှထိတ်တန်းရောက်ပုံကိုဖြစ်လာနိုင်သည်ဟုယူဆကြသည်ဆွမ်းအားတတိများကိုအပြင်းလွာတိစိတ်သို့ဖော်ထုတ်ပေးရန်အတွက်အတွင်းလွာမတိစိတ်ကိုဆက်သွယ်ရန်ဤနည်းရှိသည် ဒိုနီနနီဖြင့်ညာအိယာဝင်းအိပျော်ကန်ဤအချိန်အိယာမနိုးစအချိန်နှင့် အခြားတိတ်ဆိတ်ငြိမ်သက်သောအချိန်များတွင်ဆက်သွယ်နိုင်သည်ဟုဆိုလေသည်ပရမဆက်သွယ်ရန်ဤမှာဖော်ပြခဲ့သောအချိန်တို့၌မိမိဖြစ်ခြင်းရခြင်းရာကိုမိမိကိုယ်ကိုမိမိပြင်းညင်းစွာစွမ်းအားဖို့စကားပြောပြီးခြင်း auto suggestion ဖြစ်လေသည်ဥပမာကြံ့မှကြံ့ခိုင်ရေးအတွက်ငါကြံ့မှနေတယ်နေကောင်းနေတယ်ငါစိတ်တွေကြည်လင်ပြီးခန္ဓာကိုယ်လည်းဖြတ်လန့်နေတယ်စသဖြင့် စွမ်းအားဖို့စကားအဖန်တလဲလဲပြောရမည်ဖြစ်၏မှန်ညာကောင်းလာအောင်ငါသည်မှန်ညာကောင်းသည်ငါသည်မှတ်မိလွယ်သည်စသဖြင့်အဖန်တလဲလဲပွားများရမည်ဖြစ်၏စိတ်တည်ငြိမ်အောင်ဒေါသမကြည့်အောင်စကားပြောကောင်းအောင်မှစ၍ပြင်းထန်သောဆန္ဒထက်သန်သောဝရိယတို့ရရှိအောင်လဲအဖန်တလဲလဲစွမ်းအားဖို့စကားပြောခြင်းဖြင့်ရနိုင်သည်ဟုယူဆကြသည်ဥပမာဝိရိယထက်သန်လာရဲ့အတွက်ငါသည်ဘဲကားမြစိတ်မလျှော့မရမနေကျိုးပန်းနိုင်စွမ်းငါမှရှိသည်ငါအောင်မြင်ပြီးစသဖြင့် အဖန်တလဲလဲပြောနိုင်ပေသည်ထိုဆန်းအားပေါ်စကားအဖန်တလဲလဲပြောခြင်းကိုလေ့ကျင့်ခြင်းအပြင်အတွင်းလွှာမသိစိတ်နှင့်မိမိဖြစ်လို့ရလို့စိတ်တို့ဆက်သွယ်မိသောအခါအတွင်းစိတ်သည်ဖြစ်ခြင်းလိုခြင်းရာကိုပြီးမြောက်အောင်ဆောင်ရွက်မိဖြစ်လေသည်ဒုတိယဆက်သွယ်နည်းမှာဖော်ပြခဲ့သောအချင်းတို့၌မိမိရလို့ဖြစ်လို့သောအချင်းတွေကိုပုံပေါ်လာအောင်ဖော်၍အဖန်တလဲလဲအာယုံယူနေခြင်း visualization ပင်ဖြစ်၏ဥပမာစာပေအမှုများရှင်ဖြစ်လို့လျှင် မိမိကိုမိမိတကယ်စားပြီးပညာရှင်အဖြစ်စားပြီးပြည့်စုံနေပုံလူသဘောတဘာဝတို့ကိုလိုက်လံလေ့လာစည်းပူးနေပုံစသဖြင့်ပုံဖော်၍အာယုံယူနေခြင်းမျိုးဖြစ်သည်မြို့ပြအသည့်တိဆောက်ခဲ့သောဘိသူကာကြီးများတိုင်းပြည်ထူထောင်၍အုပ်ချုပ်သူများအသက်ဆန်းတည်ထွင်ခဲ့ကြသောတိတ်ပံပညာရှင်ကြီးများသည်၎င်းတို့ကိုယ်တိုင်ကတည်ခြင်းမှတည်မီဖြစ်တော်လဲ၎င်းတို့ဖြစ်လို့ရလို့တည်ထွင်လို့သောအရာများကို၎င်းတို့စိတ်၌ပုံပေါ်လာအောင်ဖော်ယူ၍ဗန်တလဲလဲအာယုံယူခြင်းကိုပြုခဲ့ကြရပေသည်ထို့သူ ပြင်းပြသောဆန်းကခံကန်သောဝရိယစသည်စိတ်တို့၏ခွန်အားတတ္တိတို့ရှိသောသူဖြစ်ကို၎င်းအောင်မြင်ရမည်ဟုတထက်ချပိုင်းဖြတ်ထားသူဖြစ်ကို၎င်းအကယ်ပင်မိမိမျောလင့်လိုလားသောအရာကိုရရှိ၍အောင်မြင်နေသူဖြစ်ကို၎င်းအဖန်တလဲလဲအာယုံယူနိုင်ပေသည်လက်တွေ့အသုံးချစိတ်ပညာအလိုအရစိတ်ဆန်းအားဖော်စကားပြောရ၌ဖြစ်စေ ပုံဖော်အောင်ဖော်၍အာယုံယူခြင်း၌ဖြစ်စေစိတ်သောဆိုင်ရန်မလိုဟုဆို၏ဖြစ်ရမည်ဟုသောပဂရိအမှန်ယုံကြည်မှုတရားဖြင့်ပြောခြင်း အာယုံယူခြင်းမျိုးသာဖြစ်စေရမည်ဟုဆိုလေသည်စင်စစ်စိတ်စောဆိုင်လိုက်ခြင်းသည်ယုံကြည်ချက်ကိုပြက်ပြဲသွားစေပေသည်ဟိုမှာမြေပေါ်၌ကက်လျက်ချထားသော ပေပြင်ပေါ်၌လမ်းလျှောက်ပါဆိုလျင်ငါမကြနိုင်ကြလင်လဲမိတို့မြငါအသက်အန္တရာယ်ကိုမတကိ့နိုင်ဟုသောယုံကြည်ချက်ကြောင့်ထိုပြင်ပေါ်မှမကြပဲတူရဲကောင်းစွာရှောက်နိုင်ပေလိမ့်မည်တို့ရတွင်လူ၃ရက်လောက်ကိုထိုပြင်ကိုမြှင့်၍ထိုပြင်ပေါ်၌ရှောက်ပါဟုဆိုလျင်ငါကြလင်ခြေလက်ကျိုးနိုင်သည်ထို့ကြောင့် လျှောက်ရည်ဖြစ်နိုင်ပါမည်လို့စသဖြင့်စိုးရိမ်မှုပါလာရာကမကြအောင်တတိထားခြင်းဟွာစိတ်စောဆိုင်ခြင်းကြောင့်စောစောကငါမကြနိုင်ဘူးသောယုံကြည်ချက်သည် ပြည့်ပြည့်သွားသည့်သဘောပဲဖြစ်လေသည်တို့ဖြစ်၍စိတ်ဆွမ်းအားဖော်စကားပြောရ၌၎င်းပုံပေါ်အောင်ဖော်၍အာယုံယူရာအာယုံပြုရ၌၎င်းဇောမဆိုင်ရာဟုဆိုလိုခြင်းဖြစ်ပေသည်လက်တွေ့အထုံးချစိတ်ပညာမှတိစိတ်မတိစိတ်ယူဆကိုလက်ခံသည်ဖြစ်စေမလက်ခံသည်ဖြစ်စေယုံကြည်မှုတရားဖြင့်စိတ်ကိုအဖန်တလဲလဲပွားများခြင်းသည် ွန်အားတက်တည်ရရှိနိုင်ခြင်းကိုမူအာဒီဝနပစ္စယတက်တည်ယူဆကိုထောက်၍လက်ခံရမိတာဖြစ်သည်စင်စစ်စိတ်သည် မကောင်းမှုပတ်၌သာအချိန်များစွာပွားများနေတတ်လျာမကောင်းစိတ်ပြောင်းညံစိတ်အယုံမိတ်စိတ်ကိုအများဆုံးခုံဝင်ပန်ပိုးနိုင်သောလူတဦး၏ကိုနှုတ်စိတ်ကံသုံးမှသည်လေမကောင်းသောဘက်စသည်တို့စီသာဥတည်နေမည်ဖြစ်လေသည်မကောင်းမှု၌စိတ်သည် မှု့လျော်တက်၍ကောင်းမှုပြုသောအခါနှုံနေတက်ရာကမကောင်းမှုမှစိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကိုလင်းမြန်စောစွာပြုလုပ်ရာ၏ဓမ္မပဒ136မြောင်းတူရေယူသမားတို့သည် အလိုရှိရာသို့ရေကိုဆောင်ယူကုန်၏လေသမားတို့သည်မြားကို ဖြောင့်ကုန်၏တစ်ရွေသမားတို့သည်တစ်ကိုလုံတိုင်းရအောင်ရေကိုဤကောင်းသောအကျင့်ရှိသောသူတော်ကောင်းတို့သည်မိမိတို့ကိုကိုမိမိယဉ်ကျေးအောင်ဆုံးမကုန်၏ဓမ္မပဒ135ယဟန်တို့မပွားအပ်သေးသော အဖန်အဖန်လေလာမပြည့်ရသော မဆုံးမအပ်သောမဆောင်လျှောက်အပ်သောဤစိတ်သည်များစွာအကျိုးမဲ့ခြင်းကဖြစ်တဲ့ကဲ့သို့ဤအတူများစွာအကျိုးမဲ့ခြင်းကဖြစ်သော အခြားတစ်ခုသောတရားကိုလည်းငါမမြင်ပြင်စမတုတ်အကမ္မနိယဝတ်နှင့်ပထမတုတ်ပြင်စမတုတ်အာဒန္ဒဝတ်ဧကကနိပတ်အင်္ဂုတ္တရာနိကေအထက်ပါဗုဒ္ဓ၏စကားများကိုထောက်၍မကောင်းရာ နှိမ့်ကြရာပတ်၌ရိုင်းတက်လေလွန့်တတ်သောစိတ်ကိုအဖန်တလဲလဲပွားများခြင်းဘာဝေတ္တပဖြင့်ကောင်းရာမြင့်မြတ်ရာပတ်၌စောင့်ရှောက်ထိန်းသိမ်းထားမှုရန်များစွာ လိုအပ်မည်ဖြစ်လေသည် အဖန်တလဲလဲပွားများမှုကို ကိုတိလက်ရောက်မပြုလို့မစွမ်းဆောင်မီ၍လဲဖော်ပြခဲ့ပြီးဒီအတိုင်းပွားများနိုင်၍ကိုတိလက်ရောက်လောက်ကိုင်းစွမ်းဆောင်စေနိုင်လဲကြာရှုံးတော်လဲခက်ခဲတော်လဲအဖန်တလဲလဲကြိုးစားမည်ဟုစိတ်ကိုအဖန်တလဲလဲထိန်းချုပ်နိုင်လေသည်ထို့သောစိတ်ကိုအဖန်တလဲလဲထိန်းချုပ်၍ ကိုတိလက်ရောက်ပြုလုပ်စွမ်းဆောင်မှုကိုလည်းအဖန်တလဲလဲလောက်ကင်စွမ်းဆောင်မှာကအာဒီဝနာပစ္စည်းရတတိချောင်းအောင်မြင်ချင်းစီတို့တဖြည်းဖြည်းသော၎င်းအဟုန်ပြည့်အဆင့်များစွာကိုကြော်ဖြတ်ရသော၎င်းတိုးတက်သွားမည်ဖြစ်လေသည်ဗုဒ္ဓလူရစန္ဒဝိရိယစသည်တို့ကိုအကြည့်မှုပြု၍မိမိမျှော်လင့်ထားသောအရာအတွက်ကြိုးပမ်းနေပါကထိုမျှော်လင့်သောအရာအတွက်ကြိုးပမ်းနေခြင်း၌သာစိတ်သည်တည်ငြိမ်၍ခိုင်ခံ့လာသည်တည်ငြိမ်ခိုင်ခံ့နေသောစိတ်တမာတိ၌ခွန်အားတတ္တိရှိရာကား မပြစ်မနေကြိုးပမ်းနိုင်မှုအတွက်အထောက်ပံ့ကိုပေးနိုင်ပေလိမ့်မည်။ဗုဒ္ဓဝါဒအရခိုင်ခန့်တည်ငြိမ်သောစိတ်တမာရီသည်လောကီအောင်မြင်ရေးအတွက်မဆိုးရပြီးတကူအဋ္ဌိပတ်များရနိုင်ခြင်းနှင့်တကွဘဝဤတစ္ဆာတရားတို့ကိုပါထွန်းဖောက်နိုင်စွမ်းပေသည်။ဤဒီမှာသဘောတရား theory မျှသာမဟုတ်တကယ်လက်တွေ့ကျင့်ကြံအားထုတ်ပါကအမှန်ရနိုင်သိနိုင်ကြောင်းအောက်ပါဗုဒ္ဓဤစကားတို့ဖြင့်ထင်ရှားလေသည်။ယဟန်တို့တမာရီပွားများမှုတို့သည်ဤလေးမျိုးတို့သည် အဘယ်လေးမျိုးတို့နိမှုဟုယဟန်တို့ပွားများအပ်ကျိန်ဖန်များစွာ လိလအပ်သော မျက်မှောက်ဘဝ၌ချမ်းသာစွာ နေနိုင်ရန်ဖြစ်သောတမာရိပွားများမှုသည်ရှိ၏ယဟန်တို့ပွားများအပ်ကျိန်ဖန်များစွာလိလအပ်သောဒိဗ္ဗစကုအញ្ញံမြင်ရရန်ဖြစ်သောတမာရိပွားများမှုသည်ရှိ၏ယဟန်တို့ပွားများအပ်ကျိန်ဖန်များစွာလိလအပ်သောအောက်မြင်ခြင်းတတိနှင့်စင်ကျင်ဉဏ်တမဇင်အလွတ်ငါဖြစ်သောတမာရိပွားများမှုသည်လည်းရှိ၏ယဟန်တို့ ွားများအပ်ကျင်းပန်းများစွာလေးလာအပ်သော အာသဝတရားတို့ကုန်ခန်းရန်ဖြစ်သောတမာတိပွားများမူသည်ရှိတမာတိဘာဝနာတော့ရောဟိတိတ်တာဝစတုကနိပတ်အင်္ဂုတ္တရာနိကေယဟန်တို့တစ္ဆာလေးပါးကိုမတိသေးမီဖျားလောင်းတာဖြစ်သောငါသည်ငါးမျိုးသော တရားတို့ကိုပွားများခဲ့ပြီငါးမျိုးသောတရားတို့ကိုကျင့်ဖန်များစွာပြုခဲ့ပြီအပေငါးမျိုးတို့နိမှုဟု အလိုဆန္ဒလျင်ကြည်မှုရှိသောဝရိယလျင်ကြည်မှုရှိသောစိတ်လျင်ကြည်မှုရှိသောပညာလျင်ကြည်မှုရှိသောတည်ခြင်းမှုတမာရီပြုပြင်တတ်သောအာထုံမှုဗဒါနသင်္ခါရနှင့်ပြည့်စုံသောအဋ္ဌိပတ်တို့ကိုပွားများခဲ့ပြီး၅၅ခုမြောက်ဖြစ်သောလွန်ကဲသောလုံလကိုလည်းပွားများခဲ့ပြီးယဟန်တို့လွန်ကဲသောလုံလလျင်၅ခုမြောက်သောဤတရားတို့ကိုပွားများခြင်းကြောင့်ချိန်ပန်းများစွာပြုခြင်းကြောင့်ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြည့်ရသည်ကိုသိ၍မျက်မှောက်ပြည့်ရန် စိတ်ကိုညွှန်လေပြီး ဒုတိယအဋ္ဌိပါဒသုံးတင်ညာဝပင်စကနိဗ္ဗအင်္ဂုတ္တရာနိကေဒီညာမှာအခန်း6အပန်တလဲလဲပွားများခြင်းဖြင့်စိတ်ဆွမ်းရည်ကိုဖော်ထုတ်ခြင်းအခန်းပြီးပြီဖြစ်ပါတယ်အခန်း9ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခန်း9စဉ်ကျင့်စဉ်တမထကျင့်စဉ်တို့ဖြင့်စိတ်ဆွမ်းရင်ကိုပြူထောင်ခြင်းစဉ်သည်ကိုတွေ့ကျင့်စဉ်တသက်များသာဖြစ်၏စဉ်ဤဆွေးနွေးလေ့လာတည်ယူရန် ကြံခံများ test များလည်းမရှိတုတ်တန်အပိဓမ္မာစသည့်တရားများလည်းမရှိသေးလူများနားလည်ရန်ဇင်ဝါရဟူ၍၎င်းဇင်ဗုဒ္ဓဘာသာဟူ၍၎င်းခေါ်ဝေါ်တုံးတုံးရသော်လည်းစင်စစ်ဇင်ကိုဝါရအိဇမ်တစုံတရားပြည့်ညတ်တတ်၍ခေါ်ဝေါ်နိုင်ခြင်းမရှိသေးတို့ဖြစ်၍ရှိခါကဇင်ဆရာတော်ကြီးများအားဇင်ဟူသည်မှအပေနီးဟု မေးလျှောက်သောအခါဆရာတော်ကြီးများသည်မိတို့မြပြန်၍ဖြေတော်မူပွဲစိတ်စိတ်နေတတ်ကြ၏အချို့ စင်စီကတော့များကမူထိုအမင်းနဲ့ကြုံလာတော့ခါမစီမဆိုင်သောအကြောင်းများကိုပြော၍အဖြေပေးတတ်ကြ၏ထို့သောစိတ်ဆိတ်နေခြင်းမစီမဆိုင်ဖြေပေးခြင်းတို့၏ရည်ရွယ်ချက်မှာလောကဝဟဟာရတို့ဖြင့်ပြည့်ညတ်တတ်၍ဖြေပါကဇင်ဤဗဂတိအနှစ်သာရဗဂတိဒိဗ္ဗေနှင့်လွဲချော်သွားနိုင်သောကြောင့်ဖြစ်၏သူရင်သည်အရသာသည်မိတို့ရှိလေသည်နည်းဟုသူရင်သည်အရသာကိုမတိသူကမေးတာသောအခါလောကဝဟဟာရပြည့်ညတ်တို့ကိုအသုံးပြု၍သူရင်သည်အရသာသည်ဘိနေတိကဲ့သို့ဖြစ်သည်ဟုရေ၎င်း ဇုံပရတိကဲ့သို့ဖြစ်သည့်ဟူ၍၎င်းအမျိုးမျိုးဖြစ်သို့သည်ဆိုအံမိတို့ပင်ဖြစ်သည်ဖြစ်စေဒူရင်သည်ဤပဂရိပင်ကိုအရသာကိုတိကျအောင်ဖော်ပြနိုင်နိုင်မည်မဟုတ်ချေမေသူကိုယ်တိုင်ကိုတွေ့တတွေ့ဒူရင်သည်ကိုစားကြည့်မှဒူရင်သည်ဤအရသာမှန်ကို သိနိုင်ပြီလိမ့်မည်ထို့တူဇင်းဤသဘောတရားသည်လည်းလောကဝဟာရပညာလောကဥပမာတို့ဖြင့်ဖော်ပြနိုင်သောအရာမဟုတ်ချေဇေဤတဘာဝအမှန်ကိုသိလိုပါက ကိုတွေ့ကြင်ကြံရပေလိမ့်မည် တို့ဖြစ်၍ဇင်ဟူဒီမာဘယ်နီဟူသောမိကုံကိုဇင်ဆရာတော်ကြီးများသည်အပြည့်မပေးဘဲရှောင်ကြခြင်းဖြစ်၏တို့ဆိုလျင်ဇင်နှင့်ပတ်သက်၍ရေးသားပေါ်မြရဲ့ကျမ်းပီတီနှင့်တပြိုင်နက်ကလောင်ကိုဆောင်ရွက်ဖို့သူတင်းရန်မကိုင်းမီယူပဲ ငိမ့်တက်စွာ နေဖို့ရန်သာရှိပေလိမ့်မည်။ဘဲကြောင့်ဆိုသောဇင်းဤတဘာဝကိုဝဟာရပညာဖြင့်ဖော်ပြရေးသားသည့်ဆိုကလေးကဇင်းဤအမှန်တဘာဝကိုဖော်ပြခြင်းမဟုတ်တော့ကြောင့်ဒီတို့ရာတွင်ဇင်းဤတဘောတဘာဝကိုရိပ်ရှားမိရန်ဖော်ပြရတော်မူဖြစ်သောကြောင့်ဇင်းကိုဇင်းဗုဒ္ဓဝါဒဟူ၍၎င်းဇင်းကျင့်ဇင်ဟူ၍၎င်းတုံ့နှုတ်၍ဇင်းဟူဒီမှာဤတို့ဤတို့ဖြစ်ပါသည်ဟု ဖော်ပြရမိတာဖြစ်၏။ဇင်းသည်ဂေါတမဗုဒ္ဓဓမ္မအစပြုခဲ့သည်ဟုသူတေသည်များကယူဆကြသည်။ အခါတစ်ပါး၌ဥပါတိကတယောက်သည်ဂေါတမဗုဒ္ဓအားကြာပန်းကိုလူ၍တရားဟောပါရန်လျှောက်ထား၏ထိုအခါဗုဒ္ဓသည်ကြာပန်းကိုလက်၌ကိုင်းလျက်စိတ်ငြိမ်စွာနေတော်မူ၏ထိုအိဗေကိုရှင်မဟာကတ္တဗမထေကြီးတပါးတာလျင်နားလေတော်မူသည်ဟုအဆိုရှိသည် ထို့သောဗုဒ္ဓစိတ်ငြိမ်စွာနေခြင်းဖြင့်တရားဟောခြင်းသည်ဇင်းဤအစပေသည် ရှင်မဟာကတ္တပထေကြီးမှဆ၍ထိုစဉ်တရားကိုရဟန်းတော်များအစဉ်အဆက်ဆောင်ခဲ့ကြရာ ရှင်ဥပကုတ်ထေတီလဲအပါဝင်ဖြစ်သည်ဟုသိရ၏28ပါးမြောက်ယဟန်တော်မှာအိန္ဒိယမျိုးသားအရှင်ဘောဓိဓမ္မဖြစ်အရှင်ဘောဓိဓမ္မသည် AD 920တွင်ဗုဒ္ဓသာသနာဖြန့်ကျင်ရန်အတွက်တရုတ်ပြည်သို့ရောက်ခဲ့၍ဇင်ဗုဒ္ဓဝါဒသည်တရုတ်ပြည်၌ထွန်းကားခဲ့ခြင်းဖြစ်၏တရုတ်မှတဆင့်ဇင်ဗုဒ္ဓဝါဒသည်1192ခုနှစ်လောက်တွင်ဂျပန်ပြည်သို့တည်တည်သာသာရောက်ရှိသွားသည်ဇင်ကိုတရုတ်ပြည်၌ချန်ဟုခေါ်၍ဂျပန်သို့ရောက်မှသာဇင်ဟုခေါ်ခြင်းဖြစ်၏ ဂျပန်မှဇင်ကိုကဘာတိအောင်ဖော်ထုတ်ပေးသူမှာကဒေါက်တာဆူဇူကီပင်ဖြစ်တည်သည်။ဇင်သည်အမြဲကြုံတွေ့နေရသောနေ့စဉ်အတွေ့အကြုံတို့မှအပဖြစ်သောထူးထွေးဆန်းပြသည့်အရာမဟုတ်ချေ။တပည့်တူဆိုရှင်သည်၎င်း၏ဇင်ဆရာတော်တန်တိုဒိုကိုအားအကျွန်ုပ်ဒီဆရာထံသို့ရောက်ခဲ့ဒီမှာအချိန်ကြာမြင့်ပါပြီ။တို့ရတွင်ဆရာကကျွန်ုပ်အားဇင်းဤအနှစ်သာရနှင့်ပတ်သက်၍တင် जा ပြသမှုမရှိသေးပါဟုပြော၏။ထို့ကဆရာတော်က တင်ရောက်သည့်အချိန်မှစ၍ငါသည်တင်အားဇင်းဤတင်ကန်းစားများနှင့်ကျင့်စဉ်များကိုအမြဲပို့ချခဲ့သည်ဟုပြန်ပြော၏တပည့်ကအဘယ်သို့သောတင်ကန်းစားများကျင့်စဉ်များကိုပို့ချခဲ့ပါသနည်းဟုပြန်လည်မေးမြန်းရာဆရာတော်ကတင်သည်ငါထံလက်ဖက်ရည်ဆက်ကပ်လာသောအခါငါတုံးဆောင်လိုက်၏တင်ဆုံးကပ်သောအခါငါလက်ခံ၍ငါအားတင်ကြောသောအခါတင်အားစုမုံကိုငါပေး၏ထိုထက်ပိုပြီးဇင်းတရားနှင့်ပတ်သက်၍တင်မြည်သည့်အရာကိုဆက်လက်မျှော်လင့်လိုပါသေးသည်ဟုဆိုလေသည် DT Suzuki Essays in Zen Buddhism First Series PE 168ဆိုလိုဒီမှာခဏတိုင်းနဲ့ရှိနေသောဘဝဤအတွေ့အကြုံဖြစ်ပျက်တိုင်းနေခြင်းသည်စင်ပင်ဖြစ်သည်အတိတ်သို့၎င်းအနာဂတ်သို့၎င်းမြော့ခေါ်လျက်တွေ့ဝင်မနေပဲခဏတိုင်းခဏတိုင်းရှိဖြစ်ပျက်သို့အပေါ်ပြစ်ဆုတ်ပန်းတက်တဲ့ Now and Here နေနိုင်အောင်ကျင့်ခြင်းတနည်းအားဖြင့်ပြစ်ဆုတ်ပန်းနေတစ်ဖြောင်းနဲ့တသားနဲ့နေခြင်းသည်စင်ကျင့်စင်ပင်ဖြစ်သည်စင်စစ် ပစ္စုပန်ကိုသာလျှင်လူတို့ပိုင်ဆိုင်ကြ၍ပစ္စုပန်သည်သာလျှင်အစစ်မှန်ရှိသောတရားဖြစ်သည်အတိတ်အနာဂတ်ဆိုသည်မှာမသေးချာမစစ်မှန်သောတရားများဖြစ်သောကြောင့်ပြုလုပ်ဆောင်ဆောင်အောင်ရမည်ကိစ္စတို့ကိုပစ္စုပန်တွင်သာပြုလုပ်ရမည်ဖြစ်၏ဇင်သည်ထိုပစ္စုပန်အလုံးပစ္စုပန်ဆွမ်းဆောင်မှုတို့မှလွဲ၍အခြားအရာများကိုညွန်ပြသောတရားမဟုတ်ချေကျွန်ုပ်တို့တောကရောက်ခြင်းတွေးဝေခြင်းဒိတ်ကံခြင်း စိတ်ပြန့်အာရုံခြင်းတို့မှာစင်စစ်အတိတ်အနာဂတ်စီတို့စိတ်တည်ပြန့်လွင့်ရောက်ရှိနေ၍ထိုအတိတ်အနာဂတ်အတွက်စဉ်းစားခြင်းတွေးခေါ်ခြင်းစိတ်ဤအလုံးလုံးခြင်းရသောကြောင့်ဖြစ်သည်။ဤနေရာ၌ဇင်ကျင့်စဉ်သည်ပြစ္ဆုတ်ပန်းတက်တဲ့ဝါပြစ္ဆုတ်ပန်းနှင့်တသားရဲနေရပြီးဆိုသောကြောင့်ဇင်ကျင့်စဉ်၌အမှားမှန်ဝေဖန်ဆန်းစစ်မှုမရှိတော့ပြီးတော့ဟုမိဘွယ်ရာရှိဇင်ကျင့်စဉ်ကိုကျင့်စေနိုင်မှုဝေဖန်ဆန်းစစ်ခြင်းမရှိဟုဖြေရပေလိမ့်မည်။ ပရမတ္ထသဘာဝကိုထိုးထွင်းသိမြင်၌စင်ញင်ချင်းတသက်ကိုအခြေပြုသောဝေဖန်ဆန်းစစ်ခြင်းသည်၎င်းစင်ញင်ချင်းရောအာယုံတိကိုပါအခြေပြုသောဝေဖန်ဆန်းစစ်ခြင်းသည်၎င်းအချီနီသောဤရများဖြစ်ကြ၏စင်စစ်ပရမတ္ထသဘာဝကိုစိတ်ဆွမ်းအင်တမာတိဖြစ်သာလျင်ထွင်းဖောက်သိမြင်နိုင်သောကြောင့်စင်ကျင့်စဉ်တွင်ဝေဖန်ဆန်းစစ်ခြင်းနှင့်တကွအခြားသိပ္ပံနည်းများကိုပြစ်ပယ်ထားခြင်းဖြစ်သည်စင်ကျင့်စဉ်သည်ပစ္စုပန်၌သာလျင် စိတ်ကိုစူးစိုက်ထားရကား အတိတ်အနာဂတ်တွေစိတ်ကိုအလုံးလုံးစီလျက်တွင်ဝင်ချင်းကို ပေးလိမ့်မည်မဟုတ်ချေတွေ့ကြုံဖြစ်ပျက်နေသမျှတို့အပေါ်၌စိတ်သည်ပြစ်ဆုံးပံကြကြနေမှုကြောင့်တွေ့ဝင်ချင်းသည်ကင်းနေပေလိမ့်မည်တွေ့ဝင်ချင်းမှလွံ့မြောက်နေသောသူ၏ကိုမှုနှိမ်မှုစိတ်မှုတို့သည်ဖြက်လက်တွက်လက်သမျှထက်မြက်ဆူရှာခြင်းလည်းဖြစ်နေမိလိမ့်မည်ပြစ်ဆုံးပံ၌သာစိတ်ကိုထားရန်အတွက်စင်စရာတော်များသည်အောက်ပါစင်ဆုံးမှကိုပေးတတ်ကြ၏တင်စားလျင်စားကများဖြစ်ပါစေ။ သင်မြင်လျင်မြင်ကားမြဖြစ်ပါစေသင်အိတ်လျင်အိတ်ကားမြဖြစ်ပါစေတို့ရတွင်ကျွန်ုပ်တို့သည်စားလျင်စားကားမြမဟုတ်ဘဲအတိတ်အနာဂတ်သို့စိတ်လွင်ပါလျက်စားတတ်ကြ၏မြင်လျင်လည်းမြင်ကားမြမဟုတ်ဘဲစိတ်သည်ပြစ္ဆုတ်ပံမြင်မှုမှသွေးဖဲကလောဘဒေါသမကြည်နှံ့မှုတက်မတ်မှုချစ်မှုမုန်းနှိမ်မှုတို့ဖြစ်ကြရသည် အိတ်လျင်လည်းအိတ်ကားမြမဟုတ်ဘဲအိတ်ချင်းဤဟူသော ပြစ္ဆုတ်ပံမှတွေးဖြီကအတိတ်အနာဂတ်သို့စိတ်ပြန့်လွင့်လျက်ပူဆွေးမှုမကြည်နှံ့မှု စိုးရိမ်မှုကြောင်းကြမှုတို့ဖြင့်အိမ်မပျော်နိုင်ဖြစ်ကြရသည်အခြားသောကြားမှုနမ်းမှုလျက်မှုတိတွေ့မှုတို့အပေါ်၌လည်းထိုနည်းတူပင်ဖြစ်၏စဉ်ကျင်စဉ်သည်အတိတ်အတွက် စိတ်ကိုလျှော့ပေးခြင်းလည်းမရှိအနာဂတ်အတွက်စိတ်ကိုတိုးပေးခြင်းလည်းမရှိမဲပစ္စုပန်ခဏတိုင်းအလုတ်တိုင်းဖြစ်ရတိုင်းအခြေအနေတိုင်းတွင် စိတ်ကိုထိုးပစ္စုပန်ခဏအလုတ်ဖြစ်ရအခြေအနေတို့နှင့်တတိုင်းနဲ့တသားနဲ့တစ်ဖြောင်းနဲ့နေခြင်းပဲဖြစ်သည် ။တနည်းအားဖြင့်စိတ်နှင့်ရုပ်ကိုညှို့စွာထား၍နေနေအောင်နှိမ့်ကျင်ခြင်းပင်ဖြစ်သည်။တခါကယဟန်ငယ်တစ်ပါးသည်ဇင်းစရာတော်ဂျိုရှုအားဇင်းနှင့်ပတ်သက်၍နီးလန်းညုံမာရန်လျှောက်ထားသောအခါဆရာတော်ကတင်ဆွန်းစားပြီးပြီလားဟုမေးလိုက်၏။ကျွန်ုပ်ဆွန်းစားပြီးပါပြီဟုယဟန်ကပြန်ဖြေသည်။ဤတွင်ဆရာတော်ကတို့ဆိုရင်တင့်ခွက်ရောက်ပကံများကိုစေးကြည့်ပါဟုပြောလိုက်လေသည်။ DT Suzuki Introduction to Zen Buddhism P81 ဆင်းစစ်ဓမင်းစားပြီးလင်ကျွန်ုပ်တို့ပကံစည်းစရာရှိကစေရမည်ထို့နောက်လက်တော့ရမည်ထို့နောက်ရေးတော့ရမည်စားလင်စားခြင်း၌စိတ်ရှိရမည်ပကံစည်းလျင်ပကံစည်းခြင်း၌စိတ်ရှိရမည်လက်တော့လျင်လက်တော့ခြင်း၌စိတ်ရှိရမည်ရေးတော့လျင်ရေးတော့ခြင်း၌စိတ်ရှိရမည်ဖြစ်၏ရင်းတို့၌ဘာမျှတွေ့ဝေနေစရာမလိုကြရင်တို့မှလွဲ၍စိတ်ရုပ်တို့သည်အပိုလုတ်เสียရလဲမလို့ကြီးထို့သောပစ္စကခန္ဓာတိုင်းခန္ဓာတိုင်းနှင့်စိတ်ကိုတတိုင်းနှင့်နေခြင်းသည်ဇင်းနှင့်နေခြင်းဖြစ်၏ ို့ရာတွင်ကျွန်ုပ်တို့သည်အစစ်မှန်ဖြစ်သောပစ္စုပန်ခဏတိုင်းခဏတိုင်းမှ တွေ့ဖီကအစစ်မှန်မဟုတ်သောအတိတ်အနာဂတ်သို့စိတ်ပြန့်လွှင့်မှုကြောင့်ညင်ွေခြင်းထိုင်းမှန်ခြင်းမကြေနပ်ခြင်းစိတ်ဆင်းရဲခြင်းတို့ဖြစ်ရခြင်းဖြစ်၏။ဤချက်သည် အောက်ပါဖြစ်ပြန့်နေထင်ရှား၏။တခါကဇင်ယဟန်နှပါသည်လမ်းလျှောက်ကြရာလမ်းတွင်မြောင်းတစ်ခုကိုအကျော်ခတ်နေသောမိမ့်မရွယ်တူကိုတွေ့ကြ၏။ထိုအခါတပါးသောယဟန်က ထိုမိန်းကလေးအားပွင့်ချ၍ ရောင်းတစ်ဖက်သို့ပို့လိုက်ပြီးနောက်အဖော်ယဟန်နှင့်အတူဆက်လက်လမ်းလျှောက်လာသည်ဤတွင်အဖော်ယဟန်ကရောင်းတစ်ဖက်သို့မိန်ကလေးအားပို့ခဲ့သောယဟန်အားတင်း၌အပြစ်ရှိခြင်းပြီးဟုပြောရာမိန်ကလေးအားကုညီခဲ့သောယဟန်ကတင်းကယခုတိုင်မိန်ကလေးကိုတင်းစိတ်၌တည်ဆောင်၍ယူလာတော့သောဟုမေးလိုက်လေသည် DT Suzuki Zen and Japanese Culture page 57 ဆိုလိုသည်မှာအတိတ်ဒီအတိတ်၌ကြံခဲ့ပြီဖြစ်သည်မိန်းကလေးသည်ပြစ်ဆုံးပန်း၌မရှိတော့တို့ဖြစ်ပါလျက်နှင့်အစ်စ်မန်မဟုတ်တော့အတိတ်ကဖြစ်ရသူစိတ်ကပြဲရောက်နေခြင်းသည် အချီနီသောတွေ့ဝင်ခြင်းအချီနီသောစိတ်တော့ကရောက်နေခြင်းသာဖြစ်သည်ဟုဆိုလိုပေသည်ဇင်ဤပဓာနာပန်း၌မှာစာတူရီကိုဉာဏ်မြင်ကိုရရှိရဖြစ်၏စာတူရီကိုဉာဏ်မြင်သည်ထေရဝါဒဗုဒ္ဓဘာသာရှိမဉ္ဉဏ်နှင့်စေတူသည်ဟုပြောနိုင်တော်လဲမဉ္ဉဏ်ကိုဝဟာရဖြင့်ဖော်ပြရန်မဖြစ်နိုင်တဲ့ကဲ့သို့ ်ဆာတိုရီညံကိုလည်းပေါ်ပြရန်ဘောဟာရမရှိခြင်း။ဒါမှန်နားလည်နိုင်ရန်အတွက်ဆာတိုရီဆိုဒီမှာယုံမှားမှုတို့မှလွတ်၍ငြိမ်းအေးမှုကို ပေးနိုင်သောညံဟုဆိုရပေလိမ့်မည်။ထို့ဆာတိုရီရရှိရေးအတွက်ဗရဏလုပ်ငန်းတို့မှတရားထိုင်ခြင်းဇာဇန်ကိုအန်ခေါ်ပု္ပ္ပာများကိုစူးစိုက်ခြင်းတပည့်ဖြစ်သူကမိမိကျင့်စဉ်မှတွေးရှိချက်များကိုဆရာအားတင်ပြ၍ဆရာနှင့်တပည့်ဆွေးနွေးခြင်းတို့ဖြစ်ကြ၏ စင်ကြောင်းမြ၌စင်တရားကျင့်သူသည် နိုင်ပေါင်းများစွာတင်မီခွေထိုင်ကဆရာကပေးသောကိုဝံပု္ပ္ပာများကိုစုဆက်ရ၏ကိုဝံများသည်တာမန်မြ၌ဒိဗ္ဗံမဲသောပု္ပ္ပာများပင်သည်တင်မမွေးမီကတင်းဤမျက်နှာပုံသဏ္ဍာန်ဤမိတို့ရှိသည်။လက်နှစ်ဖက်ဖြင့်လက်ခုပ်တည်လျင်အတန်ထွက်ပေါ်လာ၏လက်တစ်ဖက်ဤအတန်ကမိတို့ဖြစ်မည်နီစသည်ကဲ့သို့ပု္ပ္ပာများဖြစ်လေသည်ထိုကိုဝံများကိုစုဆက်ရ၌အမျိုးမျိုးစဉ်းစားလျင်ပုံချေ ဥပမာတိမ်မမွေးမီကတိမ်ဤမျက်နှာပုံတန်းသည်မိတို့ရှိသည်ဟူသောကိုအန်တွင်မိမိမျက်နှာသည်ဝိုင်းဝိုင်းလောတွယ်တွယ်လော ဖြူးဖြူးလောစသည်ဖြင့်စဉ်းစားရန်မဟုတ်ချေစိတ်ကို အခြားတစ်ပါးသို့ရောက်လျက်ပြည်လည်လာတရားတို့ကိုဝင်ရောက်မလာအောင်ပြစ်ဆုတ်ပန်တီဟူသောကိုအန်၌စိတ်ကိုချီနှောင်ထားသည့်နေဖြင့်စူးစိုက်ယုံများစူးစိုက်နေခြင်းပင်ဖြစ်၏စင်စစ်ကိုအန်များသည်မိတို့များစဉ်းစားပြီးမရအောင်ဖန်တီးထားသောပုံစံများပင်ဖြစ်သည် တင်မမွေးမီကတင်းဤမျက်နှာပုံသည်မြည်တို့ရှိသည်နှင့်ဟူသောကိုဟန်၌မြည်တို့ပင်စဉ်စားကြည့်စေကားမူမမွေးမီကမျက်နှာကိုပုံဖော်၌တည်နိုင်မည်မဟုတ်ချေစဉ်စား၍မရခြင်းကြောင့်ထိုအိုကိုဟန်ကိုစူးစမ်းနေသူ၌စဉ်စားလိုစိတ်ကုန်လာသည်မစဉ်စားခြင်းပဲဖြစ်လာသည်စဉ်စားခြင်းနေလျင်ဝါစဉ်စားနေလျင်စိတ်သည်ပြန့်လွင့်လျက်တမာရမရှိပဲဖြစ်နေလိမ့်မည်သာဖြစ်စဉ်စား권ရနေလျင်စိတ်သည်ပြန့်လွင့်ကကိလေသာတို့ဖြစ်ခွင့်ရနေမည်သာဖြစ်၏ စဉ်းစားလို့စိတ်ကုံအောင်တမင်ဖန်တီးထားသောကိုယ်အကြောင်းမစဉ်းစားတော်သောအခါစိတ်သည်မပြန့်လွင့်တော့ပဲတည်ငြိမ်လာသည်တမာရီရလာသည်ဤသို့တမာရီရအောင်ကိုယ်အများကိုဖန်တီးထားခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်အမှန်တရားကိုစဉ်းစားတွေးခေါ်ခြင်းဖြင့်မရနိုင်ဟုတိမြင်သဘောပေါက်ရန်ရည်ရွယ်၍ကိုယ်အများကိုတည်တွင်ဖန်တီးထားခြင်းဖြစ်သည်ဟုလည်းဆိုနိုင်ပေသည်ထို့သောကိုယ်အများကိုစူးစိုက်လျက်လေ့ကျင့်နေသောပုဂ္ဂိုလ်ယောဂီသည်တစ်နေ့လျှင်နှစ်ကြိမ်ဆရာထံသွား၍မိမိတွေ့ရှိချက်များကိုတင်ပြရ၏ ဆရာကလည်းအကြံဉာဏ်ပေးခြင်းဆွေးနွေးခြင်းတင့်လျော်ရာကိုအန်ကိုရွေးချယ်ပေးခြင်းတို့ကိုပြုလုပ်၏ထို့သောဆရာနှင့်တွေ့ဆုံခြင်းကိုစံစိန်ဟုခေါ်သည်ဆင်းစစ်ကိုအန်များသည်နောက်ပိုင်းဆင်းစရာတော်များ၏တွင်တွင်ကြများဖြစ်၏စင်ဤဗဒနာလုပ်ငန်းများမှာအထက်တွင် ဖော်ပြခဲ့သည့်အတိုင်းခဏတိုင်းဖြစ်ရတိုင်းဤပြည့်စုံပံတွင်နေနိုင်အောင်ကျင့်ကြံတာဖြစ်၍ရှေးခါကမူဇင်းစရာတော်ကြီးများသည့်ကိုအန်ပေးခြင်းများဆနစ်တကျဆွေးနွေးခြင်းများမပြုလုပ်ခဲ့ကြကြည် ပိစုံပန်၌သာစိတ်ရှိနေစဉ်ကျင့်ဖန်များလာသောအခါစိတ်ဤခိုင်ခံ့တည်ခြင်းမှုတမာရရလာ၍စိတ်နှင့်ယုတ်သည်ညီညွတ်မှုဖြစ်လာ၏ထို့သောစိတ်နှင့်ယုတ်ညီညွတ်လျက်ရှိကြသည်စာတော်ရညာရရှိရန်အခြေအနေကိုရရှိနေသည်ဟုမှတ်ယူနိုင်သည်ထိုချိန်၌အကဲ၍တစုံတစ်ခုသောထောက်ပံ့ကိုရလျင်စာတော်ရညာကိုယုတ်ကြည်ရသောတည်းစင်စရာတော်ကြီးများသည်စင်ကျင့်စဉ်ဖြင့်ပါရမီရည်နေသောပုဂ္ဂိုလ်တစ်ပည့်များကိုစတူရီညာယုတ်ကြည်ပွင့်သွားစီရန်အထောက်ပံ့တမျိုးမျိုးဖြင့်ဖွင့်ပေးတတ်ကြ၏ ချို့ဇင်စရာတော်ကြီးများသည် တပည့်ဖြစ်သူကတာမီးရက်ကိုထောင်ပြခြင်းတပည့်နှကောင်းကိုဆွဲလင်လိုက်ခြင်းဖျောက်တိုင်မီးကိုရုတ်တရက်နှိမ့်သက်ပြလိုက်ခြင်းစသည့်အထောက်ပံ့များကိုပြုတတ်ကြ၏တပည့်ဖြစ်သူမှလည်းဇန်ချင်းစဉ်ဖြင့်ပါရမီရည်နေရကထိုအထောက်ပံ့တမီးဘုကိုရယုံများဖြင့်စာတူရိညာရုပ်ချီရတော်တည်း၏တချို့မှာမိမိခြေောက်ကိုတကားကျိတ်မိရမှ၎င်းလေကားထက်မှလွင့်စင်ကြလာသောကြောက်ခဲလုံးကလေးကိုမြင်ရမှ၎င်းစာတူရီရရှိတော်တည်း၏တာမန်မြင်၌ ထိုကဲ့သို့စာတူရီရရှိသွားခြင်းသည်အနိုင်ပင်မဲ့တကဲ့သို့ရှိပေလိမ့်မည်ထို့ကြောင့်ပင်ဇင်ကိုလိလံသောပုဂ္ဂိုလ်များသည်ဇင်ကိုလျှို့ဝှက်တိခတ်သောဝါဒမက်တိစဇံဟုယူဆတတ်ကြခြင်းဖြစ်လေသည်တို့ရတွင်စိတ်ဤစွမ်းဤဖြစ်သောတမာရီဤတဘာဝကိုသဘောပေါက်လျင်ဇင်ဤစာတူရီရဖို့နှင့်ပတ်သက်၍ထင်အောင်ထင်မှားဖြစ်เสียမှရှိပေ ထေရဝါဒဗုဒ္ဓဘာသာ၌လည်းအတိပ္ပယ်မဲ့သည်ဟုထင်မှတ်ဖွယ်ရှိသောထောက်ပံ့ကလေးများကြောင့်မဉဏ်ပုံဉဏ်ရရှိသွားသောဖြစ်ပျက်များများစွာ ရှိပေသည်ဗဒါစာရီသည်ခြေကိုရည်စေးနေစဉ်အရဟတ္တဘုကိတာဂေါရမီသည်စီမီထွန်းညိနေစဉ်အရဟတ္တဘုတည်သွားခြင်းများသည်ဘာမှမဟုတ်သည့်ထောက်ပံ့ကလေးများကြောင့်စိတ်ယုတ်ညီညွတ်စွာရှိကိုက်၌ဉာဏ်မြင်ပွင့်လင်းသွားခြင်းဖြစ်သည်ဟုယူဆနိုင်ပေသည် တရုတ်ပြည်သို့ဇင်ရောက်ရှိသွားခဲ့စဉ်အခါကတရုတ်တို့သည်အလွယ်တကူပင်လက်ခံခဲ့ကြသည်။ဘယ်ကြောင့်ဆိုသောဇင်သည်တရုတ်တို့၏ဘဝချင်းင်းနှင့် စီလျော်သောအချက်များလည်းရှိ၍၎င်းတို့ထံ၌ရှင်းစွဲဖြစ်သော Confucius ဝါဒ Confucianism Tao ဝါဒ Taoism နှင့်စီလျော်သောအချက်များလည်းရှိသောကြောင့်ဖြစ်သည်။ဇင်ကျစဉ်ကိုကျင့်သုံးအားထုတ်သူသည်လောကလူပေါင်းကိုရှောင်ခွာရန်မလိုရကလူတော်ဝင်ဝတ္တရားများကိုအလေးနက်ဟောသော Confucius ဝါဒနှင့် ကြည်လျော်လျက်ရှိသည်တရုတ်တို့သည် ရေဝုယအဖြစ်လုံလဝရိယရှိ၍ဖြက်လက်တော်လက်သောလက်တွေ့သမားများဖြစ်ရကမြည်သည့်အရာကိုမဆိုလက်တွေ့၌အကျိုးရှိပါမှလက်ခံကျင့်တတ်ကြ၏အိန္ဒိယဒသနာရှိတမထကျင့်စဉ်များကဲ့သို့ငြိမ်ငြိမ်သက်သက်စူးစမ်းရသောကျင့်စဉ်များကို၎င်းလက်တွေ့၌ချက်ချင်းအကျိုးတစုံတရာမရှိသောတည်ပြီးသည့်နောက်မှအကျိုးရှိသည်ဟုအတိတ်ပဲတက်ရောက်သောကျင့်စဉ်များကို၎င်းအလိုမရှိကြလေ။ဇေမာမူနေ့စဉ်ဘဝ၌ခဏတိုင်းသောဖြစ်ရ အလုတ်ဟုသမ ्या ၌ကျင့်သုံးနိုင်သောကျင့်စဉ်ဖြစ်ရကတရုတ်တို့၏ဘွားချင်းင်းနှင့်ကန့်ညီလျက်ရှိကြ၏။ဇင်ညာတော်များသည်လွန်စွာလှုပ်လှုပ်ကြသူများဖြစ်ကြသည်။မိတိလုတ်ကိုများသေးသိမ့်သည်ဟုလည်းမထင်ကြသေး။ရှင်စေပြစ်ဆုံးပန်းလှုပ်ဆဲအလုံ၌သာဇင်ဖြင့်စိတ်ကိုအဖြောင်းနှင့်တသားထဲထား၍လှုပ်ဆောင်နေသည့်ဖြင့်ထိုးလုံးနှင့်ပတ်သက်၍သိငယ်သည်ဟု၏၎င်း၊ရုံညံ့သည်ဟု၏၎င်း၊တွေးတော်ထင်မှတ်တဝေနေခြင်းမရှိနိုင်ကြ။ဂျပန်တွင်ဇင်ကိုစတင်တည်ထောင်သောဇင်စရာတော်ကြီးများ၏ အလုံးမလုံးလျင်အစာမစားနေဟူသောဩဝါဒနှင့်အညီဂျပန်ဇင်ရန်တော်များသည်လည်းထင်းခွဲခြင်းဓမြက်လဲခြင်းမှဆောက်၍အလုံးလုံးကြသည်အလုံးတိုင်း၌ဇန်နှင့်လောက်ကိုင်းနေရာကဇန်ရန်တော်များသည်ဖြောက်မှန်ခိုင်ကြီးစွာလုံနိုင်ကြသည်ပစ္စုပန်ဖြစ်ပျက်တိုင်းအလုံးတိုင်း၌စိတ်ကိုစူးစိုက်လှုံ့ဆော်ခြင်းဖြင့်အောင်မြင်စွာပြည်စည်နိုင်မှုကိုတွေ့လာသောတရုတ်တို့ဖို့ဇင်ကို လက်ခံဖို့ရန်မခိုင်ရင်တော်ကြီး စဉ်ကျစဉ်ဖြင့်ပြစ်စုံပန်း၌ကျွန်ုပ်တို့နေထိုင်ဖို့ရန်ပြစ်စုံပန်းလောက်ကင်ဆွမ်းဆောင်မှုတို့အပေါ်၌သာစိတ်ကိုစူးစိုက်ထားရန်မှလွယ်ကူသောအလုပ်မဟုတ်ချေတို့ရတွင်ပြစ်စုံပန်းကိုစိတ်ကိုတင်ထားနိုင်အောင်အဖန်တလဲလဲစူးစမ်းခြင်းဖြင့်ဖော်ပြခဲ့သောအာသေဝနပစ္စည်းတက်တည်စွမ်းကြောင်းရလာနိုင်သည်ဟုယုံကြည်ထိုက်ပေသည်ပြစ်စုံပန်း၌စိတ်ဤစူးစိုက်မှုစွမ်းရည်ရှိသောသူသည်လောရတိုင်း၌အောင်မြင်သူဖြစ်လိမ့်မည်ဟုလည်းမျှော်လင့်တတ်၏ပြစ်စုံပန်း၌စိတ်ဤစူးစမ်းမှုစွမ်းရည်ရှိသူသည် ်အခြားနယ်ပယ်တို့၌အောင်မြင်စေနိုင်အောင်သောဒုက္ခတို့ကိုအထိုက်လျောက်ခံနိုင်ရရှိ၍ဘဝဟူသည်မှာအတိတ်ပဲမဲလာခြင်းသည်ဟူသောဆွဲလန်းချက်ဖြင့်စိတ်ပြတ်အားလျော်နေခြင်းမှလွတ်မြောက်သူကဖြစ်လာနိုင်တတ်ရပေသည်ဒီနေရာမှာအပိုင်းနှင့်ဗုဒ္ဓတဒ္ဒနာ၌ဘဝတိတ်ပဲကိုရှာဖွေခြင်းရဲ့အခန်းခွနဲ့ဇင်ကျင့်စဉ်တမထကျင့်စဉ်တို့ဖြင့်စိတ်ဆွမ်းရင်ကိုပြုထောင်ခြင်းပထမပိုင်းကိုကနာယက္ခနာတွင်ပြုပါနောက်ထပ်အပိုင်းမှာဆက်လက်တင်ပြပေးတော့မှာဖြစ်ပါတယ် နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ